အားလုံးမင်္ဂလာပါအဝင်း channel မှာကြိုဆိုပါရစေကျွန်တော်တို့ပြောပြမယ့်အကြောင်းအရာကတော့မြေပဲထောပတ်ကိုနေ့တိုင်းစတင်စားရင်ဘာတွေဖြစ်လာမလဲဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်အမေရိကန်ပြည်ထောင်စုမှာမြေပဲထောပတ်အတွက်အမှတ်အသားစာနှုန်းတစ်ခုရှိပါတယ် FDA စီမင်းအရာမြေပဲထောပတ်ကိုမြေပဲထောပတ်အဖြစ်တစိကပ်ဖို့အတွက်မြေပဲအနည်းဆုံး60ရာခိုင်နှုန်းပါဝင်ရပါမယ်ခွင့်ပြုထားတဲ့အခြားပါဝင်ပစ္စည်းတွေကတော့စားအချိုတက်နဲ့ဟိုက်ဒရိုဂျင်ဓာတ်ပါဝင်တဲ့ ဟင်းဒီဟင်းရွက်စီတွေပဲဖြစ်ပါတယ်။မြေဘဲထောပတ်ရဲ့တပွဲစာ single serving မှာပါဝင်တဲ့အဟာရဓာတ်တွေကိုပြောပြပေးပါမယ်။မြေဘဲထောပတ်တပွဲစာဆိုတာဇွန်းကြီးနှစ်ဆွန်းလောက်ဖြစ်ပါတယ်။တစ်ပွဲစာကနေဗိုက်ပြည့်စေတဲ့ protein 9 gram ရရှိနိုင်ပါတယ်။ဒါအပြင်အလွယ်တကူမရနိုင်တဲ့အဟာရဓာတ်တွေလည်းပါဝင်ပါတယ်။ဥပမာအမြင်ဓာတ်ဗီတာမင် E ไทยามีโพแทสเซียมแมกนีเซียมตันดะซิง ိုလင်းဓာတ်တို့ပါဝင်ကြပါတယ်အထူးသဖြင့်နိုင်ယစင် B3 ဓာတ်ဟာအုံနောက်ဆွမ်းအားမြင့်တင်ရမှာကူညီပေးနိုင်ပြီးအသက်အရွယ်ကြီးလာတဲ့အခါသိမြင်မှုဆွမ်းရည်ကြာဆင်းမှုကိုနှိကွေးစေပါတယ်တက်ကြီးသတိမေ့ယောဂကိုကာကွယ်ပေးနိုင်တယ်လို့ဆိုလိုပါတယ်ဒီဓာတ်တွေဟာကျမ်းမာစွာဖွံ့ဖြိုးတိုးတက်ဖို့အထောက်အကူပြုပါတယ်မြေဘဲထောပရဲ့ကျမ်းမာရေးကောင်းကျိုးတွေကိုရှင်းပြပေးပါမယ်နံပါတ်1အထွေထွေနဲ့နှလုံးကျန်းမာရေး မြေဘက်ထောပတ်ကအဟာရအလွန်ရှိတဲ့ပဲမျိုးနွယ်ဝင်အစားစာပါဒါကဗိုက်ပြည့်စေတဲ့ခံစားချက်ကိုပေးပါတယ်မြေဘက်ထောပတ်ဟာအခြားအခွန်မှာဒီတွေလိုပဲမိုနိုမပြည့်ဝစီမိုနိုအန်ဆက်ချူရိတ်တက်ဖက်တွေပါဝင်ပါတယ်သူ့မှာပဲတွေနီးပါးလောက်ပရိုတိန်းဓာတ်ပါဝင်ပါတယ်ဒါကြောင့်ဒါကိုဗလာတက်တက်သေးစားအဖြစ်မှတ်ယူသင့်ပါဘူးမိုနိုမပြည့်ဝစီတွေကမကောင်းတဲ့ကိုလေစော LDL နဲ့ triglyceride တွေကိုချော့ချပေးပါတယ်ဆိုလိုတာကသွေးလွှတ်ကြောတွေထဲမှာ အဖက် plaque ကတ်တာနည်းသွားစေပါတယ်ဒါဟာနှလုံးရောဂါနဲ့လေဖြတ်ခြင်းကိုကာကွယ်ပေးဖို့တင့်နှလုံးကိုကူညီပေးတာပါနှလုံးရောဂါဆိုတာနှလုံးအတွက်သွေးမလုံနောက်တာပါလေဖြတ်တယ်ဆိုတာအုံနောက်အတွက်သွေးမလုံနောက်တာပါနံပါတ်2သွေးပေါင်ချိန်နဲ့ဗီတာမင်များညီပဲထောပတ်မှာ မက်ဂနီဆီယမ်လိုအားကောင်းတဲ့ဗီတာမင်နဲ့သတ္တုဓာတ်တွေပြည့်ဝစွာပါဝင်ပါတယ်။မက်ဂနီဆီယမ်ကနှလုံးအတွက်အရန်ကောင်းပါတယ်။နှလုံးခုန်မမှန်တာရီသီးမီးယားတွေအတွက်လည်းကောင်းပါတယ်။မက်ဂနီဆီယမ်ကသွေးပောင်ခြင်းကိုကျစေပါတယ်။သူကသွေးကြောတွေကိုပြည့်ရော့စေလို့ပါ။ဒါအပြင် ပိုကောင်းကောင်းအိပ်ပျော်စေဖို့လည်းကူညီပေးပါတယ်။နံပါတ်3စန့်ကျင်ဓာတ်တိုးပစ္စည်း antioxidant ပါဝင်ခြင်း မြေပဲတွေမှာ respiratory လို့ဆန့်ကျင်ဓာတ်တိုးပစ္စည်းတွေကျွဲရပါတယ်ဒီ respiratory ကနှလုံးပြဿနာတွေကိုအကျိုးပြုပါတယ် virus ကူးစက်မှုတွေကင်ဆာတွေနဲ့ဆုတ်ယုတ်ကြဆင်းတဲ့ရောဂါတွေကိုလည်းကောင်းကျိုးပြုပါတယ် respiratory ကလေဖြတ်နိုင်ရည်ကို short ချစေပါတယ်သူကသွေးကြောတွေကိုကျန်းမာစေပါတယ်ခန္ဓာကိုယ်ထဲမှာ nitric oxide ထုတ်လို့မှုကိုလည်းလှုပ်ဆော်ပေးပါတယ်နံပါတ် ်တွေးရင်းတခြားတတ်တဲ့စွမ်းအင်ညီပဲထောပတ်မှာ glycemic index GI ကအလွန်နှဲပါတယ်သူ့ရဲ့ GI က14ပါဒါကြောင့်တင့်တွေးထဲမှာ glucose ဓာတ်မဟုတ်ဈာတွေရုတ်တရက်မြင့်တက်တာမျိုးလုံးဝမဖြစ်စေပါဘူး insulin ရုတ်တရက်များပြားစွာထွက်ပေါ်လာတာမျိုးလည်းမဖြစ်စေပါဘူးတင့်ခန္ဓာကိုယ် insulin ပိုမိုခန္ဓာကြီးရှိအောင်လုပ်ပေးခြင်းဖြင့် insulin ခုခံမှုကိုကူညီပေးပါတယ်တနေ့ကုန်နည်းနည်းစီစားပေးရင် စွမ်းရည်ကိုမျှတစေပြီးဂလူကို့စ်ပမာဏကိုလည်းထိန်းညှိပေးပါတယ်။နံပါတ်5အုံနောက်နဲ့ဗိုက်ပြည့်ခြင်းမြေဘဲထောပတ်ကနေရတဲ့ကျန်းမာတဲ့အစီတွေကတင့်ကိုဗိုက်ပြည့်နေအောင် ထိန်းထားပေးပါတယ်။အစာချစ်ဖြတ်မှုကိုနှီးစေပါတယ်။ဒါကြောင့်အလွန်ကြုံစားသုံးခြင်းမှရှောင်ရှားနိုင်စေပါတယ်။ဂလူကို့စ်ပမာဏညီမျှတဲ့အခါတင့်ရဲ့စိတ်တည်ငြိမ်မှုနဲ့အာရုံစိုက်မှုပိုကောင်းလာပါတယ်။အုံနောက်မှုံွားခြင်း brain fog လည်းမဖြစ်စေပါဘူး။ မြေပဲထော့ပတ်ရဲ့အကျိုးကျေးဇူးတွေကတကယ်ကို များပြားလွန်ပါတယ်အားလုံးကိုခြုံငုံပြီးညုံချုပ်ပြောရမယ်ဆိုရင်မြေပဲထော့ပတ်ဟာအဟာရပြည့်ဝပြီးအစွမ်းထက်တဲ့အစားအစာဖြစ်ပါတယ်ပရိုတင်းအမြင့်ဓာတ်နဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီဓာတ်တွေကြောင့်ဗိုက်ပြည့်စီပြီးကိုယ်လေးချိန်ထိန်းကြီးရမှာလည်းအထောက်အကူပေးပါတယ်မြေပဲထော့ပတ်ဟာ low glycemic index အစားအစာဖြစ်လို့သွေးကြိုသမားတွေအတွက်ပါကောင်းပါတယ်နှလုံးကျန်းမာရေးဦးလန်းချောင်းကျန်းမာရေးနဲ့အုတ်နောက်ဆွမ်းအားတိုးတက်ဖို့အတွက်ပါ ကျိုးပြုပါတယ်။တည်ဆုံးနိုင်ရင်နဲ့ကင်ဆာဖြစ်နိုင်ခြင်းကိုလျှော့ချပေးနိုင်တဲ့အားရဓာတ်တွေလည်းပါဝင်ပါတယ်။ဈေးနှုန်းအရသက်တာတဲ့ပရိုတင်းရင်းမြစ်ဖြစ်သလိုတဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုနည်းပါတဲ့ရေရှည်တည်တံ့တဲ့ရွေးချယ်မှုလည်းဖြစ်ပါတယ်။ဒါကြောင့်စိတ်အတွက်ဖြစ်စီနှလုံးအတွက်ဖြစ်စီငွေကြေးအတွက်ဖြစ်စီကဘာမြေကြီးအတွက်ပါရေပဲထောပတ်ကိုနေ့စဉ်စားသုံးသင့်တဲ့အကြောင်းပြချက်တွေအများကြီးရှိနေပါတယ်။အကြံပြုချက် မြေပဲထောပတ်ရဲ့ကောင်းကျိုးအားလုံးကိုရရှိဖို့အတွက်တင့်ရဲ့နေ့စဉ်အစားအစာတဲမှာနေရာပေးပြီးထည့်သွင်းစားသုံးမှုအကြံပြုလိုပါတယ်။တနေ့ကိုနှစွန်းခန့်ပုံမှန်စားသုံးခြင်းကလည်းအရေးကြီးတဲ့ပရိုတင်းခွနစ်ကရာနဲ့အခြားခက်ခဲစွာရရှိနိုင်တဲ့အာရဓာတ်တွေဥပမာဗီတာမင် E, သိုင်ယာမင်၊မက်ဂနီဆီယမ်ကိုရရှိစေပါတယ်။မြေပဲထောပတ်ဟာအာဟာရလည်းကောင်းတဲ့အတွက်မနေ့စာမှာဒါမှမဟုတ်အစာပြေအနေနဲ့စားသုံးနိုင်ပါတယ်။တင့်မှာအခြားကျန်းမာရေးကန့်တတ်ချက်ဥပမာ vegetarian gluten free ဆီဂျူရှိရင်တော့တင့်တော်တဲ့ချက်ပြုတ်နည်းတွေနဲ့စားသုံးနိုင်ပါတယ်လက်ဆက်ပြီး organic မြေပဲထောပတ်ကိုအမြဲတမ်းရွေးချယ်သုံးဆောင်သင့်ပါတယ်မိကောနံပါတ်1မြေပဲထောပတ်ဟာသွေးရင်းတခြားဓာတ်ကိုဘလို့ထိညှိပေးတယ်လေမြေပဲထောပတ်က low glycemic index အစားအစာဖြစ်ပါတယ်မြေပဲထောပတ်မှာ GI ကအလွန်နည်းပါတယ်သူ့ရဲ့ GI က14သာရှိပါတယ်ဒါကြောင့် အစာချေတာနေပြီးသွေးရင်းသကြားဓာတ်ရုတ်တရက်တက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ Type 2ဆီးချိုယောဂရှိသူတွေမှာ glucose ထိန်းချုပ်မှုကိုသိသိသာတိုးတက်စေပါတယ်။ American ဆီးချိုအသင်းကဒါကိုဆီးချို super အစားအစာများထဲမှာထည့်သွင်းထားပါတယ်။မေကွန်းနှစ်မြေပဲထောပတ်မှာသွေးပေါင်ကျစေတဲ့တထုဓာတ်ကဘာလဲဘလို့ကျစေတာလဲ။သွေးပေါင်ကျစေတဲ့တထုဓာတ်ကတော့ magnesium ဖြစ်ပါတယ်။မြေပဲထောပတ်မှာ မက်ဂနီဆီယမ်လိုအကောင်းတဲ့သတ္တုဓာတ်တွေပြည့်ဝစွာပါဝင်ပါတယ်မက်ဂနီဆီယမ်ဟာသွေးပောင်ခြင်းကိုကျစေပါတယ်ဒီလိုဖြစ်ရတာကသူကသွေးကြောတွေကိုပြည့်ရော့စေလို့ပါဒါအပြင်နှလုံးခုန်မမှန်တာတွေရစ်သီးမီးယားတွေအတွက်လည်းအထူးကောင်းမွန်ပါတယ်နှလုံးအတွက်အလွန်ကောင်းတဲ့သတ္တုဓာတ်ပါနှစ်နှစ်ချိုက်ချိုက်အိပ်ပျော်စေဖို့လေအကူအညီပေးနိုင်ပါတယ်။မိန်းကုံးနံပါတ်3 mono unsaturated fat တွေဟာနှလုံးသွေးကြောတွေကိုဘယ်လိုကူညီပေးသလဲ ေဘက်ထောပမှာ mono unsaturated fat mono မပြည့်ဝစီတွေပါဝင်ပါတယ် DC တွေကမကောင်းတဲ့ကိုလည်းဆော LDL ကိုရှော့ချပေးတယ်လို့သိရပါတယ် triglyceride တွေကိုလည်းရှော့ချပေးပါတယ်ဒါကြောင့်သွေးလွှတ်ကြောတွေထဲမှာအဖတ် plaque ကတ်တာနေသွားစီပါတယ်မကောင်းတဲ့ကိုလည်းဆော့ကိုသွေးလွှတ်ကြောထဲကနေထုတ်ပစ်ခြင်းအဖြစ်တဲ့နှလုံးကိုကူညီပေးပါတယ်ဒါကနှလုံးရောဂါကိုကာကွယ်ပေးပါတယ်နှလုံးရောဂါဆိုတာ နှလုံးစီကိုသွားတဲ့သွေးမလုံလောက်တာပါလေးဖြတ်ချင်းကိုလည်းကာကွယ်ပေးပါတယ်လေးဖြတ်တယ်ဆိုတာအုတ်နောက်စီကိုသွားတဲ့သွေးမလုံလောက်တာပါမေကွန်လေး dress paratro ရဲ့အဓိကကျမ်းမာရေးအကျိုးကျေးဇူးတွေကဘာတွေလဲမြေပဲ top up တွေမှာ dress paratro လို့ဆန့်ကျင်ဓာတ်တူပစ္စည်း antioxidant တွေကျော်ရပါတယ်အဓိကအကျိုးကျေးဇူးတွေကတော့ dress paratro ဟာ နှလုံးပြဿနာတွေအတွက်အကျိုးပြုပါတယ်။ဒါအပြင်လေဖြတ်နိုင်ခြင်းကိုလည်းလျှော့ချပေးပါတယ်။သူကသွေးကြောတွေကိုကျန်းမာစေဖို့ကူညီပေးပါတယ်။ခန္ဓာကိုယ်ထဲမှာ nitric oxide ထုတ်လုပ်မှုကိုလည်းလှုပ်ဆော်ပေးပါတယ်။အခြားအကျိုးကျေးဇူးတွေကတော့ virus ကူးစက်မှုတွေကိုတိုက်ဖျက်ရမှာအကျိုးပြုပါတယ်။ကင်ဆာတွေကိုလည်းကောင်းကျိုးပြုပါတယ်။မြေပဲ top up 10 gram လောက်ကိုတစ်နေ့တာစားသုံးပေးခြင်းကကင်ဆာကြောက်တိဆုံးနိုင်ရည်ကို20ရာခိုင်နှုန်းလျှော့ချပေးနိုင်ပါတယ်။ မေခွန်နံပါတ်5ရေဘဲထောပတ်ဟာကျမ်းမာတဲ့ကိုလေးချိန်ကိုထိညိပေးနိုင်ပါသလားကိုလေးချိန်ကိုထိညိပေးနိုင်ပါတယ်ရေဘဲထောပတ်မှာ ပါဝင်တဲ့ protein အမြင်ဓာတ်နဲ့ကျမ်းမာရေးနဲ့ညီညွတ်တဲ့အဆီတွေကတင့်ကိုဗိုက်ပြည့်စေပါတယ်ဒါကြောင့်ဝိမတက်အောင်ကူညီပေးနိုင်တယ်မနေ့ကမှစားသုံးရင်တနေ့ကုန်တေးစားစားခြင်းစိတ်ကို short ချပေးနိုင်တယ်လို့လဲလေလာမှုတွေကဆိုပါတယ် အချို့အစားအသောက်ထိန်းချုပ်တဲ့အစီအစဉ်တွေရဲ့အကျိုးသက်ရောက်မှုကိုလည်းမြင့်တင်ပေးနိုင်ပါတယ်။အစအဆုံးကြီးစုအားပေးအတွက်ကျေးဇူးတင်ပါတယ်။နောက်နောက်ဝေလွယ်ကူကြီးစုနိုင်ဖို့ strike ကိုကြေးနှိပ်ပေးထားပါပါလို့မြတ်တာရက်ခံပါတယ်။ line နဲ့ share ကိုလည်းနှိပ်ပေးဈေးတင်ပါတယ်။လူသားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်ကြပါလို့တောင်းလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Happy Great Day